ပြီးခဲ့တဲ့ရက်တသက်ဘက်ကတော့ KIA ပူးပေါင်းတပ်ကစစ်ကောင်စီတပ်ရဲ့ရဟန်းရင်ဒဇင်းကိုပြစ်ချနိုင်ခဲ့တဲ့တဲ့ရင်အပြင်ဖကတ်မျိုးကိုခြိတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာတရားညီနောင်ကြေးရွာကိုကျော်လွန်လာတယ်လို့စစ်ကောင်စီတပ်ဟာမိဂျီနာမျိုးအနက်မှာရှာဖွေစစ်ဆေးမှုတွေတင်းကျပ်စွာလှုံ့ဆော်ခဲ့ပါတယ်ပြည်ရဲမေလာ20ရက်နေ့ကတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မျိုးကိုစစ်ကူနဲ့ရိခါတွေလာရောက်ပို့ဆောင်တဲ့စစ်ကောက်စီတပ်ရဲ့ရဟန်းရင်3စင်းကို KIA ပူးပေါင်းတပ်ကဝိုင်းဝန်းပစ်ခတ်ခဲ့ပါတယ် အဲ့ဒီလိုဝိုင်းဝန်းပြစ်ခတ်ခံရပြီးနောက်ပြန်လည်ထွက်ခွာသွားတဲ့ယဟန်ရင်တွေအနေနဲ့ဒဇင်းပြတ်ကျခဲ့ပြီးတခြားဒဇင်းကတော့ရွှေကူမြို့မှာအရေးပေါ်ဆင်သက်ခဲ့ရတယ်လို့ဒဇင်းကလာမစ်ဂျီနာလီတပ်ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်ပြတ်ကျသွားတဲ့ယဟန်ရင်ကတော့ရွှေကူမြို့ကနေ14မိုင်ခန့်အကွာတော်ရင်တနေရာကိုပြတ်ကျခဲ့ပြီး KIA ပူးပေါင်းတပ်ကနေမြေရှင်းလင်းရေးပြုလုပ်ချိန်မှာယဟန်ရင်မူပူကြီးမြို့ထက်အောင်အပအဝင်ရုပ်အလောင်း16လောင်းကိုတွေ့ရှိခဲ့ပါတယ် အလားတူရွှေကူမြို့ခလာရ56တိုက်ရင်တဲ့အရေးပေါ်ဆင်းသက်သွားတဲ့ရဟန်းရင်ကိုလည်းနောက်တရက်မှာ KYA ပူပေါင်းတပ်ကလက်နက်ကြီးတွေနဲ့ဖိခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ရဟန်းရင်ဖျက်ဆီးသွားတဲ့အပြင်ရဟန်းရင်ကိုကာယံပေးထားတဲ့တန်ချက်ကရင်နဲ့ truck ကားတွေကိုလည်းဖျက်ဆီးနိုင်ခဲ့တယ်လို့ KYA ဒရင်းအင်းမြစ်တွေစီကသိရပါတယ်။စစ်ကောင်စီတပ်ကတော့ရဟန်းရင်ဟာဖိခတ်တိုက်ခိုက်ခံရတာမဟုတ်ဘဲဆက်ချွေမှုကြောင့်ပြက်ကျခဲ့တာလို့လိမ်လည်ထုတ်ပြန်ထားပါတယ်။ အာနာသိမ့်မီနောက်ပိုင်း KNY ပူပေါင်းတပ်ဟာစစ်ကောင်စီတပ်ရဲ့ရဟရင်၄၀နဲ့တိုက်လီရင်ဒဇင်းတို့ကိုပြစ်ချဖျက်ဆီးနိုင်ခဲ့ပါတယ်။တပ်ဖက်မှာလည်းဖက်ကန်ဒေသကိုဥတီပြီးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာတရားညီနောင်ကြေးရွာကိုကျော်လွန်လာပြီး KNY ပူပေါင်းတပ်ရဲ့ဂျားဖြတ်တိုက်ခိုက်မှုကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ဖကမျိုးမှာရှိတဲ့စစ်ကောင်စီတပ်မကောင်ကနေလဲစစ်ကြောင်းထိုးရလမ်းတစ်လျှောက်ကိုလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့၄ကြောင်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့တဲ့အတွက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။စစ်တိုက်ကြီးစစ်တိုက်ကြီး စစ်ကောင်စီတပ်ဟာသူတို့စစ်ကြောင်းထိုးခဲ့တဲ့ဖက်ကန်လမ်းပိုင်းမှာရှိတဲ့နိုင်ရာခြေရွာကပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူနေတယ်လို့ဒေတာခန့်တွေစီကတီးရပါတယ်။နောက်တန်းကနေလိုက်လာတဲ့စစ်ကြောင်းဟာဒေတာခန့်တွေဆုံးခွာထားတဲ့နိုင်ရာခြေရွာကပြည်သူပိုင်ပစ္စည်းတွေကိုကားနဲ့တိုက်ပြီးကားမိုင်းဘက်ခိုးယူထားတယ်လို့တီးရပါတယ်။လက်ရှိချိန်မှာတော့စစ်ကောင်စီတပ်ဟာဖက်ကန်အဝင်ဖြစ်တဲ့လေပြင်းခြေရွာကိုရောက်ရှိဖို့10မိုင်လောက်ပဲလိုပါတော့တယ်။ လန်ခူလာမှာ KNY ဘူအောင်တပ်ထိန်းချုပ်ထားတဲ့နှံ့သိမ်းကျေးရွာရှိနေတဲ့အတွက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်ွယ်ရှိနေတယ်လို့စီရီလေးလာသူတွေကတုံ့တက်နေကြပါတယ်။စစ်ကောင်စီတပ်ဟာဧပြီလ23ရက်နေ့ကစတင်ပြီးဖကန့်ဒေတာကိုမြစ်ချီနာဖကန့်လမ်းမိုင်းကတဆင့်အင်အားထောင်ချီတဲ့အဆင့်အားတွေနဲ့စစ်ကြောင်းထိုးလာတာဖြစ်ပြီးတလအကြာမှာဒရာညီနောင်ကျေးရွာကိုကျော်လွန်လာပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလ22ရက်နေ့ကစစ်ကောင်စီနဲ့ရှမ်းနီပြည်သူ့စစ်အဖွဲ့ဟာမြစ်ချနာမျိုးကနေရာအနက်မှာလမ်းသွာလမ်းလာတွေကိုတင်းကျပ်စွာစစ်ဆေးခဲ့ပါတယ်။လက်နက်အပြည့်စုံကင်ဆောင်ထားတဲ့စစ်ကောင်စီပူးပေါင်းအဖွဲ့တွေဟာလမ်းသွာလမ်းလာကားဆိုင်ကယ်တွေကိုရက်ခိုင်ပြီးအသိယူလာတဲ့ Wi-Fi ဆက်တွေနဲ့လမ်းသွာလမ်းလာတွေရဲ့ Facebook တွေကိုဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တပ်ကုံရက်ကွက်ရွှေလမ်းမကြီးမှာစစ်ကောင်စီတပ်ကတားဆီးစစ်ဆေးမှုပြုလုပ်နေချိန်တနက်ပြစ်ဖောက်တံဆယ်ကျက်ခန့်ထွက်ပေါ်ခဲ့တယ်လို့ရက်ကွက်တွေပြည်သူတွေစီကသိရပါတယ်။ တနတ်တန်နဲ့ပတ်သက်ပြီးဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်သတ္တပတ်ကတော့ KNY ပူအောင်တပ်ကစစ်ကောင်စီတပ်ရဲ့ရဟန်းရင်ကို ပြစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ဖကန်လမ်းမှာလည်းတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။လမ်းမဲ့အပတ်တွေမှာတော့ဖကန်အဝင်နဲ့ဆယ်မိုင်လောက်တာဝေတော့တဲ့စစ်ကောင်စီစစ်ကြောင်းဟာဖကန်ဒေသထဲကိုဝင်ရောက်နိုင်မလား KNY ပူအောင်တပ်ကရောဘယ်လိုစစ်ရေးဗျူဟာနဲ့တိုက်ခိုက်သွားမလဲတိုက်ပွဲပြင်းထန်နေတဲ့ပုံပေါ်မြို့တိုင်တိုက်ပွဲဟာထူးခြားမှုတွေရှိလာမလားဆိုတာဆက်လက်စောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ။